ဒီဘဝဆင်းရဲလို့ရှိရင်ဒါနကောင်းမှုမြန်မြန်လုပ်ပေးလိုက်ရှင်နောက်ဘဝမဆင်းရဲလို့ကြားဘူးလားဗမာပြည်မှာနမရောမေနုအမရပူရမှာနမရောမေနုကကိုးပဲတဲ့ဆရာတော်ဥပုပ်ဆိုတာကြားဘူးလို့ဆရာတော်ဥပုပ်ရဲ့မေတော်ကြီးကဆင်းရဲရှာဆင်းရဲရှာတော့ကြောင်းလာပြီးတော့တပည့်ကလေးတစ်ထည်ဆွတ်မအောင်ဆရာတော်သူ့သား ဆရာတော်ဥပုပ်စီလာသူ့မှာချင်းရဲလို့တပတ်ကလေးတစ်ထည့်လောက်တော့စွန့်မာလို့ဆိုတာလာတကမာကြီးကပခုံးပေါ်မှာတပတ်အနှွမ်းကလေးပါလာအဲ့တော့ဆရာတော်ဥပုပ်စီသွားတဲ့အခါကျဆရာတော်ဥပုပ်ကအဲ့ဒီတပတ်အဆုပ်ကလေးအနှွမ်းလေးကိုလှူခံလိုက်တယ်တပည့်အစ်စ်မပေးဘူးအဲ့ဒါကိုလှူခံလိုက်တယ်။ဘာကြောင့်လဲဆိုရင်လှူမှချမ်းသာမှာလေယူတာမချမ်းသာဘူးလေ။ဒါကြောင့်မလို့ဒါနကောင်းမှု လုတ်ခမ်းလိုက်တဲ့သဘောပဲဒါအေးဆင်းရတယ်ဆိုရင်ကုသဘာမှုလုတ်ကိုစားတဲ့ထဲကဓမင်းတရုပ်လျှော့စားလိုက်တန်ဃာတစ်ပါးကြွလာဆွန်းလောင်းလိုက်ဒီဟာအမွားချမ်းသာတယ်နော်ကိုစားတဲ့ထဲကအများကြီးလောင်းမှုမဟုတ်ဘူးကိုစားတဲ့ထဲကဆုံးဓမင်းမကန်တဲ့ကဟင်းနှက်ခွက်လေးဒီနေ့လျှော့စားလိုက်နော်လောင်းလိုက်ဝဲသားတို့နှစ်တုံးရှိရင်ကိုယ့်အတွက်တစ်တုံးချန်တာတန်ဃာအတွက်တစ်တုံးတော့မှဒါဌာနကောင်းမှုလုပ်လိုက်တာပဲ ကုသိုလ်ဖြစ်သွားတာကိုစားတဲ့ထဲကတခုခွဲပေးလိုက်တယ်အဲ့တော့တန်ဃာမလောင်ရတာတော့မဟုတ်ကိုအမေကိုကျွေးလိုက်မယ်